ားလုံးပဲမင်္ဂလာပါ။အာစီတူတာဆုံရသားဆုံ channel မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရခင်ဗျ။ဟန်ဆိုင်စီမံရေးသားထားတဲ့တန်လျံများအပိုင်း၈ကိုဆက်လက်ပြီးတော့ဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါရခင်ဗျာ။အားလုံးပဲနားဆင်ခန်းစားပေးကြပါဦး။တဆက်၅2010ပြည့်နှစ်မန်လေးစီယုံကြီးရှိရင်ခွဲယုံနဲ့ကျွန်တော်တို့ဆောင်းပါလမ်းတစ်ပြကြောကြောသားဝေးပါသည်။ရေကတိုင်းရှိသည့်နေအောင်29လမ်း86လမ်းရှိအပေါင်လေးမှာဝင်လို့ရပါသည်။ ဒုံနဲ့အတွေ့အကြုံတွေတွေ့ကြုံရတော့မိကိုတွေးပြီးနနက်စာစားကလေးကရင်ခုန်နေခဲ့သည်ဒုရနှစ်တွေခွဲစိတ်ကပညာသင်ခဲ့ရသည့်အလောင်းကောင်များမှာဗော်မလင်စိန်သားသည့်အလောင်းကောင်များသာဖြစ်ပြီးတနှစ်လုံးနေမှာတလောင်းသာကင်တွဲထိတွေ့ခဲ့ရပါသည်မူကင်းရဆေးပညာသင်ကြားစာတဲတွင်ဒေဆုံးမုံဒေဆုံးနီးများအဘဲကြောင့်ဒေဆုံးအသည်ကိုရှာဖွေနီးများစသဖြင့်စိတ်ဝင်စားစရာများစွာကိုသင်ယူရပါသည်လက်တွေ့အနေဖြင့်ကျွန်တော်တို့အဖွဲ့ရင်ခွဲုံတို့သွားကသင်ကြားရပါသည်ရင်ခွဲုံနားတွင်အလောင်းလာထုတ်သည့်ကားများအလောင်းပိုင်းရှင်မိသားစုများ ိုကြွေးနေသည်များကိုတွေ့ရပါသည်ရင်ဝဲဝင်တဲ့သူဝင်ဝင်ချင်းတတိထားမိသည်မှာအေးစိတ်နေခြင်းဖြစ်သည်စာသင်ကုန်တွေမှာရှေ့ကုန်တန်းနောက်ခွာမြင့်ကစာသင်ကုန်6ခုကန်စီစဉ်ထားသည်စာသင်ကုန်တွေရှေ့၌လူတွေအလောင်းတင်သည့်ဆင်ကနှစင်ထားသည်ပရမစင်မော်တွေအသက်2နှစ်ရွယ်အမွာဘူးယောက်ျားလေးနှစ်ယောက်ကိုတွေ့ရကလေးနှစ်ယောက်စလုံးမှာဖြူဖွေးနေပြီးတော့အိတ်နေသည့်ပုံပေါ်သည်မို့စိတ်ထဲဝမ်းနေတနာစိတ်ကဝင်ရောက်လာသည်နောက်စင်မော်၌အသက်40ရွယ်မျိုးသားတို့ကိုတင်ထားသည်ဒုံမျိုးသားမှာအဝိပလာဖြစ်ပြီးတော့လက်မောင်း၌ အမေသားဆိုသည့်စေမင်းကြောင့်ထိုးထားသည်စာသင်သည့်ဆရာဦးကောင်းစာတင်ခွဲစိတ်တော်ရင်ဖြစ်ကြောင်းဘယ်နည်းနဲ့ခွဲတာဖြစ်ကြောင်းရှင်းပြရင်အလုံသမားကိုကောင်းချင်းပြသည့်အခါအလုံသမားကထိုးအလောင်းကိုကျွမ်းကျင်စွာစခွဲမိန်းကလေးများဘက်မှဟင်ဟာဆိုသည့်အတံများထွက်ပေါ်လာသည်ဦးရဲ့ပြားကိုလှန်သည့်အခါဦးကောင်းကိုအယိုးကပေါ်လာသည်အယိုးကိုကရိယာနှင့်တိုက်စားပြီးဖယ်လိုက်သည့်အခါအုံနောက်နှင့်အတူသွေးခဲကိုတွေ့ရဆရာအုံနောက်ကိုကင်ပြီးစာရှင်းပြသည်ရင်တိုင်းမှုအများစုကဦးကောင်းဝင်နဲ့သွေးယူစီပြီးတည်တာများတယ်ဒီမှာကြည့် ဒါ EDH ကြောင်းပဲဒါကြောင့်ဆိုင်ကယ်စီးတဲ့အခါအုတ်ထုတ်ဆောင်းကြဇေယုံလူသားကအုံနောက်ကိုတလွားချင်းလှိဖြတ်ပြလဲမျိုးဆရာဆန်းတက်ပြီးစခွဲခိုင်းတေဆုံးရတဲ့အကြောင်းရင်းကိုတွေးပြီးမဲ့တခြားအကြောင်းအရာတွေတွဲပါနေမလားဆက်ကြည့်ကြတော့ပေါ့ကျွန်တော်စိတ်ပါဝင်စားသွားကြည့်နေကြဇေယုံလူသားကအရေးပြောင်းစတင်ခွာသည်တထချင်းခွာပြီးနိုင်ဦးကိုဖြတ်လိုက်ပြီးလဲကြောင်းကဆွဲကိုင်းနှုတ်တော့အဆုပ်နှစ်ချမ်းလုံးပါလာသည်ဟာဟင်းဆိုသည့်အတန်မှာဖုံးလွှမ်းသွားသည်ဇရာကြည့်ရင်လည်းစာဆက်တင်သည် နန်းယုံကြိုးကြီးမရှိအဆုပ်ပေါက်ပြဲတာမရှိစေယုံလောက်သားကအစာရင်ခွဲကနန်းကြည့်တယ်အရန်နဲ့ရတယ်ဆရာအစာရင်ရေတွေကိုခွက်ထဲထည့်ဒါကြောင့်ပြောတာမူးရင်မမောင်းနဲ့မောင်းရင်မမူးနဲ့လို့ခွဲစေခြင်းကဝမ်းမိုက်အပိုင်းကိုရောက်လာသည်ကစေယုံလောက်သားကဝမ်းပိုက်ထဲကသွေးတွေကိုခွက်နဲ့ခတ်ထုတ်ကရေတွက်လီဘာတီယာအသေးပေါက်ပြဲတာပါပါတယ်ဆရာအသေးကိုထုတ်ပြကကွဲနေသည့်နေရာကိုပြသည်ဘေးလုံးပုံမှန်ကြောက်ကပ်ပုံမှန်စီးရင်ပုံမှန် ခွဲစင်ကြီးပြီးသည့်ခါစေးုံလှုပ်သားအလောင်းကိုစနစ်ကျကျွမ်းကျင်စွာပြန်ချုပ်ကလေးနှစ်ယောက်ခွဲစေးဖို့ပြင်သည်လူသေးလောင်းလက်လက်ဆက်ဆက်ခွဲစေးသည်ကိုပထမဆုံးမြင်ရသည့်ပြင်သွေးညီနှံတို့ကြောင့်ပြုတ်တက်လာမိခွဲစေးချင်းစာတင်ချင်းတို့ပြီးဆုံးသည့်ခါတပ်ပြင်းချရင်ပြင်သွထွက်လာသည်26လမ်းမဲ့ပြန်ထွက်ရင်ဖြစ်သောကြောင့်ရေခဲတိုက်ပြီးမှလမ်းချင်းလေးတိုင်းရှောက်လာမိအပေါကဘေးတွင်ငိုကြွေးနေသည့်မျိုးသမီးကြီးတအုပ်နှင့်အဖိုးအီတောက်ကိုတွေ့ရပါသည်အောင်မလေးငမူးရဲ့အမေကိုထားခဲ့ပြီလားဆိုပြီးတော့မျိုးသမီးကြီးမှငိုကြွေးနေသည်ကျွန်တော်ကြည့်နေတဲ့ခုနကလောင်းစင်ပေါ်တွေခွဲစိတ်ခံသည့်လူက ထိုမျိုးမိနာပေါ်လာပြီးတော့ထိုင်ကားကြော့နေသည်နေကင်းကြောင်တော်ကြီးဖြစ်သည်မူကြောက်စရာသိမ့်မကောင်းလာတော့လဲရင်နဲ့ထိတ်ကနေဖြစ်သွားသည်ထိုလူသည်ကျွန်တော်ပဲလှဲ့ကြည့်ကပြုံးပြရင်ပျောက်ကွယ်သွားတော့သည်အဆောင်တော့ပြောင်းသည့်ခါထိုเจ้าပြောပြတော့လဲမိသူမျှမယုံကြပြီကျွန်တော်ဖွဲ့ RFD ခီးတို့သွားရင်မဲနိုင်ကြသည့်ခါရေဦးမျိုးတို့ကြပါသည်ကွင်းစင်းလေးလာပြီးဆိုသည်မှာ final part 1เจ้าသားများအတွက်မမေ့နိုင်ကြခီးစဉ်ဖြစ်လာမည်မို့ကျွန်တော်မျှော်လင့်ထားသည့်မျိုးများမှာတောင်ကြီးကလော်စားသည့်မျိုးတို့ဖြစ်တော့လဲမဲကြသည့်မျိုးစီသာသွားဖို့ပြင်ရတော့ ကျွန်တော်ဖွဲ့တဲ့ယောက်ျားလေး၈ယောက်မိန်းကလေး၆ယောက်ပါရှိသည်ပထမဆုံးစီစဉ်ရသည်မှာဂီးစင်တွေဝှက်ရန်တူညီဝှက်ဆောင်ချုပ်ကြရန်ဖြစ်သည်အမျိုးသားများအတွက်စတိုင်မန်အနက်နှင့် IMAS မှအဖြူခွက်ဇင်နူဝဲဖို့သဘောတူကမန်လေးစီတို့သို့ကြီးတက်ခဲ့ကြတော့သည်မိန်းကလေးများလည်းသူတို့ကြရာအဝေးဆောင်ညှိနှိုင်းဝယ်ကအမြန်ချုပ်ကိုအပ်ခိုင်းရတော့သည်လိုအပ်သည့်တိုလီမိုလီပစ္စည်းများကိုဖွဲ့လိုက်သွားဝယ်ရသည်မှာတကယ်ပင်ပျော်စရာကောင်းလာပါသည်ကျွန်တော်ဖွဲ့လိုက်ရေမျိုးတို့မသွားခင်မြို့နယ်ဆောင်ဝင်းထံရှေးဘေးအနေဖြင့်သွားတွေ့ရမဲနိုင်ကြသည့်အခါကျွန်တော်နှင့်ကောင်းခန့်တို့မဲပေါက်ကြမြို့နယ်ဆောင်ဝင်းကြီးကို လက်ဆောင်ပေးရန်မန်လေးမြင်းမြင့်ခင်ထိုးမုံ၅ဘူးဝယ်ရကျွန်တော်တို့ကိုတငယ်ချင်းများကသီရိမင်္ဂလာကားဝင်းကြီးတို့လိုက်ပို့ကြမန္တလေးမုံရွာရေဦးကားကိတ်ကိုလိုက်ရှာကကားလက်မှတ်ဖျက်ရသည်အောင်ရနာကားကိတ်မှလက်မှတ်ရညနေ၄နာရီခွဲကြောကြောတွင်ကားကစတင်ထွက်ခွာသည်ဟိုရောက်ရင်ဟိုတယ်ကောင်းမှတဲပြီးစိန်ခံလိုက်ကျွန်တော်ပြောသည်ကကောင်းခံထောက်ခံသည့်နေဖြင့်ကောင်းချင်းပြကျွန်တော်လာသည်ကအဖွဲဘုံငွေများထဲမှဈေးထည့်ပေးလိုက်ခြင်းကြောင့် AC စိန်ခံကြရန်ဆုံးဖြတ်ထားကြကျွန်တော်နှင့်ကောင်းခံစကားပြောလာကြသည်မှာညောင်မင်ဝင်းတွင်ကားရက်မှစကားပြတ်တော့ အမောင်တို့ကစားတယ်ဝင်ရောက်လာပြီကားပေါ်ပြန်တက်သည့်အခါစားရသည့်အချိန်ကြောင့်ငိုင်မီလာကြတော့သည်အိမ်မက်ထဲ၌ဤကြွေးတွေကြုံနေသည့်လူတအုပ်ကိုမြင်ရထိုးလူဘေးကထိုင်ကုန်ရှည်လေးပေါ်၌ထိုင်နေသည့်ကျွန်တော်နှစ်ယောက်ကိုတွေ့ရအိမ်မက်ကလည်းဘာကြီးလဲဟုတွေးကာနိုးထလာမိကားချောင်းနိုင်ခန့်စီးပြီးတော့ရေဦးမြို့ထဲသို့ရောက်လာကြညီလို့ဘယ်တော့မှဆင်းကြမလဲဟိုတယ်တစ်ခုနဲ့အနီးဆုံးနေရာချပေးပါကားဆန်တဲ့ဒရိုက်ဘာတုံးမျက်နှာတူးကြီးကရည်ကြတော့ရေဦးမှာတဲဟုတ်ကနှခမ်းပဲရှိတယ်ညီလေး ဒါဆိုလည်းအနည်းဆုံးတဲခုခံချယူပါဗျာ။ကားစပြားလမ်းညွန်ဒီတိုင်းသွားသည့်ခါမှာနထဆောင်တဲခုခံလေးကိုတွေ့ရတယ်။အပေါက်ပိတ်ထားပြီးဖြစ်သောကြောင့်အော်ခေါ်ရသည်။လူတယောက်အေးချေမှုလူနဲ့ထွက်လာသည်။အကိုတဲခုခံငှားမလို့ဗျာ။ထိုလူကခေါင်းခါသည်။ဇေတိုင်းနဲ့ဇောင်းဝဲပြေပြေမလို့သူတို့မိဘကြီးလိုက်လာကြတာအခန်းနေမအားဘူးဟောအကုန်လုံး။ဒုက္ခနဲ့လှလှတွေ့တော့ကျွန်တော်နှစ်ယောက်လုံးရေယူမျိုးကိုမရောက်ဘူးကြဆိုအတိလဲမရှိကြပါ။စိတ်ငြင်းနဲ့လမ်းလျှောက်လာကဆိုင်ကယ်ကယ်ရီရှာတော့ ကေဗီတစည်းတွေးသည့်ခါမှာဝမ်းသာအားနှင့်နောက်ထပ်တဲခုကန်းတခန်းစီပို့ခန်းထိုတဲခုကန်းလည်းလူပြည့်တွေလက်မခံနိုင်ဘူးဆိုသည်ကျွန်တော်တို့ကားစီးလာသည်မှာပင်မနေဖြစ်၍အနားယူခြင်းနေကြပြီဖြစ်ဆိုင်ငယ်ကေဒီသမားကိုမေးရသည်အခုဒီမှာညာလုံးမဖွေးနဲ့လက်ဖိတ်ဆိုင်ရှိလားကေဒီမားစဉ်းစားပြီးတော့ညာလုံးမတော့မဟုတ်ဘူးဘောလုံးဝဲပြီးတဲ့အချိန်ကြီးဖွေးနဲ့လက်ဖိတ်ဆိုင်တော့ရှိရထိုလက်ဖိတ်ဆိုင်တော့ရောက်ခဲ့ရသည်လမ်းမကြီးဘေးရှိလက်ဖိတ်ဆိုင်ဖြစ်ပြီးတော့ခြင်တွေကိုက်လိုက်သည်ဖြစ်ခြင်းအေးလိုက်သည်ဖြစ်ခြင်းအကျော်ဆရာဤကြွေးတွေကြောနေသည် ျွန်တော်နှစ်ယောက်လဲလက်ဖေးတစ်ခွက်စီမှာကထိုင်တော့ကားဘောခနာအိပ်ပျော်စင်မှာတွေးကြသည်အိမ်မက်ထဲကပုံစံနဲ့ထတ်တူကြနေသည်ညီလေးတို့ဆိုင်ပိတ်တော့မင်းတို့မနက်၃နာရီကျော်အချိန်တွင်ဆိုင်ရှင်ကပြန်နှင်းသည်ကျွန်တော်နှစ်ယောက်ကြားသိငွေရှိမိမျိုးပင်ကတဲဟူခန်းစီထတ်သွားဖို့သဘောတူလိုက်ကြအနည်းဆုံးတော့အိမ်နာတက်ရမျက်နာတက်ရဧကန်းမှာနေရရင်လည်းမစိုးဘူးတွေးမိကြတော့ကြောင့်ဖြစ်ပါလမ်းမကခွေးတွေကထားအောင်ကြကြောက်ကြောက်နေလမ်းမြန်မြန်ရှောက်ရသည်ဒဲဥကန်ရှိရောက်တော့ခါတကားပါကိုလာဖွင့်ပေးသူမှညာတွေးကြရသည်လူမဟုတ်တော့ဘူး ကျွန်တော်တို့တောင်းတောင်းမမှန်ပြောမှအေကန်းနဲ့ထိုင်းကုံမော်တွင်အိတ်ဆက်ခွင့်ရခဲ့ပါသည်။မနက်လင်းနေတဲ့ရေချိုးမျက်နှာသိကဆေးရုံအုပ်ကြီးထံကိုသွားကြ။ကျွန်တော်တို့ဒုက္ခတွေကြားသရသည့်အခါဆေးရုံအုပ်ကြီးကသူ့စီတမ်းမလာကောင်းလားဟုပြောကာဆူတော့သည်။ဆေးရုံအုပ်ကြီးကိုကျွန်တော်ဖွဲ့လာမိနှင့်လူကြီးစသည်တို့သတင်းပေးပြီးပြန်လာခဲ့ကြတော့သည်။ကျွန်တော်ဖွဲ့လာရေဦးမြို့ကိုသွားကြမိမနက်ကဆေးတက္ကသိုလ်မန်းလေးရှိမှကားများ၊ကျောင်းသားကျောင်းသူများဆရာဆရာမများရှုပ်ရှက်ခန့်နေပါသည်။မတရားဓာတ်ပုံတွေရိုက်ကြပြီးတော့ကျွန်တော်ငှားရသည့်ကားပေါ်တက်ခဲ့ကြတော့ရေဦးမြို့သို့မနက်၁၇နှစ်ဝန်းကျင်ခန့်တွင်ရောက်ခဲ့ကြ။ လိုက်ပါလာသည့်တောင်ကြဆရာမကဇေယုံအုံကြီးနဲ့တွေ့ကျွန်တော်အဖွဲ့ကိုအက်ကကားနဲ့ပြန်လိုက်သွားတော့သားတို့သမီးတို့နေဖို့တော့တန်ခါဆောင်ပြင်ဆင်ပေးထားတယ်ကျွန်တော်ပစ္စည်းတွေကိုတန်ခါဆောင်ထဲသို့ရွှေ့ကြတော့တထက်ဆောင်ဖြစ်ပြီးတော့တောင်မြောက်ဆောက်ထားသည့်အဆောင်ဖြစ် အောက်ခြေနှစ်ပေလောက်ကိုအနီအောင်ဆေးသုပ်ထားပြီးတော့အပေါ်ပိုင်း၌အစိမ်းအောင်ဆေးသုပ်ထားတန်ခါဆောင်ထဲနေဖုံဖုံများပိုးမြင့်များကိုတွေ့ရသောကြောင့်လူနာမထားစီမှာကြာရှည်ရန်ရှိအဖွဲ့လိုက်တက်ညီလက်ညီတန်ရှင်းရင်လောက်ကြသည်တရေရှိလားမသိနော်ငါးစိတ်တဲ့တမျိုးပဲ ်ပူသေးသေးကောင်မလေးဖြစ်သည့်အေးဖြူကတန်ရှေးလုံးဝင်ပြောသည်ကတခြားမိန်းကလေးများကအဲ့လိုမပြောတင်ကြောင်းကြောက်လန့်ကြဝင်ပြောကြယောက်ျားလေးများမှာအကြောက်လည်းမရှိတာပဲတန်ရှေးရင်ဆက်လုံးနေကြအောင်းနဲ့အော်ဇန်နဲ့တူကြော်မင်းလက်ကိုတန်ဆူးပြီးတော့သွေးတွေစီးကြလာပါလာသည့်ပြည်သာတိုင်းဘူးကိုဖောက်ကဆေးထည့်ပေးရတမန်တရင်းမော်ကြသည့်သွေးဆက်တွေကိုအတိတ်ပဲမဲငေးကြည့်နေမိကြော်မင်းကိုခဏနားခိုင်းပြီးတော့ခြားလူများတန်ရှင်းဆက်လုပ်ကြခဏနေလေးမိကင်ကာဝယ်စီသွားထိုးရမည်ကောင်မလေးတွေပါလာသည့်စံထုတ်ကထမင်းချက်ကြတော့တန်ရှင်းလုပ်ပြီးခဏနားကြတယ် ခဏကြာမန်လေးကပါလာသည့်ဟင်းတွေထုတ်ကာထမင်းစားရတော့သည်မြို့နယ်ဆောင်ကြီးကညနေပိုင်းကျွန်တော်ဖွဲ့နဲ့တွေးဆောင်ကခီးစင်ကျန်းဆွဲမြူပြောထားသည်ဇေယုံကြီးနဲ့တွေးကခီးစင်ကျန်းကိုရေးဆွဲရတယ်ဂျေးလက်ကျမ်းမာရေးဌာနဂျေးလက်ကျမ်းမာရေးဌာနကွဲများကိုသွားမိနေများရေဦးစေးစီပင်ရေတန်းဆောင်တို့သွားပြီးနေများကိုအစီစဉ်ဆွဲပေးသည်ဇေယုံတွင်နေစဉ်ကုသဆောင်နဲ့သွားကပညာရှင်ဝန်ပြောကြသည်ညသူရောက်တော့ကကျိုးတန်းသူကတန်းချောင်းထောင်သူကထောင်ကြဟောကိုင်းဖြစ်သည်မို့လို့မိန်းကလေးတွေကိုအတွင်းမနိုင်နေရာပေးပြီး ကျွန်တော်ယောက်ျားလေးများကအခန်းလေတွေနေကြကားစီးရဲ့ပင်ပန်းဒီကတစ်မျိုးတန်ရှင်းလုံးရဲ့ပင်ပန်းနေကြဒီကတစ်မျိုးမလို့ပင်ပန်းကခေါင်းချလိုက်တယ်နဲ့အိပ်ပျော်သွားတော့သည်တတောင်းတောင်းနဲ့တကားခေါက်တန်ကညင်သာသာကြားနေရသည်မှာပို့ပြီးတော့ပြင်းထန်လာခဲ့သည်ကျွန်တော်နိုးလာသည်ခါဘေးကလူများကြီးဟောက်တန်များနေတူတကားခေါက်တန်ပြင်းပြင်းကိုအဆက်မပြတ်ကြားတော့သည်ကောင်းကန်ဇောမင်ထောင်းကျွန်တော်ရင်တချံတော်နဲ့အိပ်သည်တငယ်ချင်းနှစ်ယောက်ကိုနိုးရသည်သို့တော်သူတို့နှစ်ယောက်ကမနိုးဘဲဆက်အိတ်နေကြသည်တဆတ်၆ တကယ်ကြီးမအောင်နိုးမြသောကြောင့်ကျွန်တော်အိယာကထခြံတော်စားကိုမကအပြင်းပတ်ထွက်ရအဆောင်ထဲတွင်မိဖွင့်ထားသောကြောင့်လင်းထိန်နေသည်မိကလေးများတရေကြောက်ကြသည်ဆိုပြီးတော့အိဒီခါမိမပိတ်ပဲအိတ်ကြတကားခေါင်းဆိုင်မှာဇက်တိုက်ထွက်ပေါ်နေမည်ဖြစ်ပြီးတကားပေါက်စီခြေလိုင်းနဲ့ချက်သိမ်းဖြန်းကနေထသွားတကားပေါက်စီလက်လန်းလိုက်စီမိပြက်ကအခန်းကမှောင်ကျသွားဖုံးမိကိုဖွင့်ကဆက်သွားတတော်တော်အတန်ထွက်ပြီးတော့ကျွီကနေတကားပေါက်ကိုဖွင့်လိုက်တဲ့အခါအသက်40ရွယ်အင်ကြီးပလာအသားညွန်ညွန်နေလူကရက်နေသည် လာရောင်အလင်းဟွာဒိုလူမျက်နာပေါ်သူဖြာကြနေဒိုလူမျက်နာပေါ်တွင်စိုးရိမ်မှုကအထင်းသာပေါ်လွင်နေသည်ဘာကိတာရှိလို့လဲဗျဆရာကျွန်တော်မိမမီးဖွားနိုင်လို့ကဲပါအောင်ဆရာကျွန်တော်မြင်းပေါက်ရွာပါဒီလိုခမ်းမပြီလားခေါ်တာပဲဖြစ်ရမယ်ကျွန်တော်ကသားဖွားမီးရကုသဆောင်မတော်သေးသည်မလို့ဒီတွေးကြုံနေရှိမနေခဲ့ပြီအော်ဟုတ်ကဲ့ကိုအခမ်းမပြီလားခေါ်တာပဲဗျမြို့နယ်ဆောင်ဝင်းအိမ်ကဒီအဆောင်ရဲ့နောက်ဘက်မှာဒိုလူကခေါင်းခါသည်ဆရာလိုက်ခဲ့ပြီပါလားဗျဆရာဝန်ကြီးကိုဆရာလိုက်ပြောပြီးပါလား ကျွန်တော်ဘာပြန်ပြောရမလဲလဲအပြေးလွှားစဉ်းစားမဟုတ်ဘူးဗျဆေးရုံပြေမလူနာဌာနမှာတောင်ကြဆရာဝန်ဒါမှမဟုတ်ဆရာမရှိလိမ့်မယ်သူအားတစ်ဆင့်ဆေးရုံလုံသားနဲ့ခေါ်ခိုင်းလိမ့်မယ်ကျွန်တော်လည်းဘာမှမသိညာမသိနဲ့မနှိုးရဲဘူးလေနောက်ဆုံးရင်အဲ့လူဆေးရုံဘက်ကိုပြန်ထွက်သွားတော့ကျွန်တော်လည်းဆောင်းထဲပြန်ဝင်ကအေးရမီးပြန်လာသည်ချက်ချင်းပြန်ရင်မပြောပဲမျက်စိကြောင်နေအေးပြော်ကန်နီးနေတကားပေါက်ခောက်တံကိုကြားပြန်သည်ဆရာတို့အမတို့နော်မယ်လီပါကိစ္စလာလို့အုတ်ကြီးကလာကြည့်တင်လာလို့ရပါတယ်တကားပေါက်ထားပွင့်သောအခါဆေးရုံကလုံသမားဒေါ်ကြီးကိုတွေ့ရ တငင်းချို့ကိုနှိုးကဆေးဟုံမဲ့သွားကြည့်ရတယ်။မွေးရနေနိုင်ကုန်းဆောင်မှာအော်ဟစ်နေ။ဆေးဟုံကြီးကကျွန်တော်ဝင်လာသည့်ကလှဲ့ကြည့်ပြီးဒါပုံမှန်တိုင်းမရလို့ညှက်ဆွဲကူရမယ်။အိမ်မှာလက်တယ်နဲ့မွေးတာများလို့ရောက်လာကြတာ။ကိုရင်တော်မျိုးမြတ်မွေးလန်းเจ้าကိုထုံစည်းထိုးသည်။ထိုးနောက်ကက်ကြီးနဲ့ကြိုက်ချဲ့လိုက်။ရောနီတဲသူဘဲဘက်ဝမ်းဆွဲညှက်အရင်ထည့်ပြီးတော့မှညာဘက်ထည့်လိုက်တာတပြေးပြေးချင်းဆွဲသည်။ဆေးဟုံကြီးကကုန်းဆောင်မိခင်ကျွမ်းကျင်သောမိဖွားပေးပြီးနောက်သူနာပုဆီယမောင်းကိုလှမ်းပြောသည်။ဆေးဟုံကြီးမပြောခင်ကတည်းကသူနာပုဆီယမောင်းကစေးထုံးပြိုနှင့်အက်ကိုကင်မိသားဖြစ် စံတို့ထိုးလိုက်ကလေးကိုနှီးပတ်ပြီးသားနဲ့အမေနိုးတိုက် ဟုတ်မှကလေးငယ်ဆရာမအတန်းရှင်းလှုပ်ပေးနေတဲ့ဇေယုံကြီးကမွေးလမ်းကြောင်းခြေထားသူကိုပြန်ချုပ်ပြီးမွေးကန်ထဲမှာထွက်လာခြင်းတွင်အပြင်၌စောင့်နေသူနှစ်ဦးကကျွန်တော်ကိုမေးသည်ဆရာမိခင်ကိုကလေးကိုကျမ်းမာရလားအသက်80ကျော်အဖိုးနဲ့အဖွားတို့ဖြစ်ဟုတ်ကဲ့ကျမ်းမာပါလေဗျာယောက်ျားလေးမွေးတယ်ဟိုဒါနဲ့သူ့ဖေကိုမတွေ့ပါလားဗျာရှင်အဖိုးနဲ့အဖွားကကြောင်တော်တော်ဖြစ်နေပုံရကိုဝင်ပြီးဖွားသေးမှလဲဒီတစ်ပိုက်သာရှိတယ် ်အဖွားတော့ကမြင်းပေါက်ရွာမဟုတ်လားဟုတ်ဟုတ်ပါတယ်ဆရာလေးအဲ့ဆိုအင်ကြီးပလာနေလေရေမက်မှာကြားကောင်းဆေးမင်းအောင်ထိုးထားလူကကလေးမင်းမဟုတ်လားဟုတ်ဟုတ်ပါတယ်ဆရာဆရာတားယူဘယ်လိုလုပ်သိတာလဲအခုချိန်ကြီးကြောင်တော်တော်ဖြစ်နေကြဩသူမျိုးမီမီးမွားနိုင်လို့ဆိုပြီးတော့ကျွန်တော်လာခေါ်တာလေဗျာရှင်မဖြစ်နိုင်ပါဘူးဆရာရေဘာလို့လဲဗျာရေမက်မှာကြားကောင်းဆေးမင်းအောင်ထိုးထားလူလေအဖိုးကြီးနဲ့ဖွားကြီးတို့ထိုင်ပြီးတော့ငိုကြတော့ တာကြီးရဲ့မိမိမောင်စိတ်ချလိုက်ကြထားပြီလို့ရကျူဟာသွားပါတော့ဟဲ့တာကြီးဆုံးတာငားလာရှိပြီဆရာသူမိမကိုဝင်နေမို့ထင်ပါရဲ့အခုဆိုမကြွဘူးအမြဲတမ်းအေးရောင်နေပြပြနေတယ်အဖိုးကြီးကကျွန်တော်ရှင်းပြရင်ငိုသည်ကျွန်တော်လည်းတပြင်းသာချိန်ချင်းချရင်အဆောင်မဲ့ပြန်လာခဲ့ရစေအောင်ကြီးရဲ့စီစဉ်မှုပြင်ရေဦးစေးတဲ့သို့လေးလာရေးထွက်ရရေဦးဝဲဦးကြောင်းဘဲငပိများမှာနာမည်ကြီးသူသိရပြီးတော့အဆောင်တွင်စားဖို့ဝယ်ကြစာရင်း၌တင်သားသည့်ဈေးတန်ရှင်းကိုအပြင်၌လက်တွေ့မြင်သာရန်စီပင်မှာ တာဝန်ရှိသူများကကူညီကြပါသည်ဈေးရ၌ယုံသားတောကြောင်သားများရောင်းနေသူလည်းတွေ့ရသည်ဝဲဥကျောင်းတွေများမှာအတန်းလိုက်ရှိကြသည်အခွေလိုက်ဝဲဥကျောင်းများကိုမြင်မှုတော့လေအစစ်တစစ်ချင်းဝဲဥကျောင်းတွေကိုရေဦးစေးတဲ့တွင်စတွင်မြင်မှုချင်းဖြစ်သည်ဈေးကပြန်ညနေခင်းအားသည့်အချိန်၌ရေဦးမြို့မင်္ဂလာယာမပရိယတ်တိစာသင်၌တွေ့ရှိရှေးအောင်ဆူတောင်းပြည့်ဈေးဒီတော်ကိုသွားဖူးကြပါသည်ရေဦးမြို့၌နေစဉ်ကျွန်တော်နှစ်သက်မိသည့်နေရာမှာမူးမြင့်နဘေးဖြစ်ပါသည်ကျွန်တော်နေသည့်ဆောင်းအထွက်ပြီးတော့ကတ္တရာလမ်းမကိုဖြတ်ကလမ်းနေငယ်ရှောင်းအောင်ဖြင့်မူးမြင့်နဘေးကိုရောက် မူမြစ်သည်ရေဦးမြို့၏အရှေ့ဘက်၌ရှိပြီးတော့မြောက်မှတောင်သို့စီးဆင်းမူမြစ်ကမ်းသာတွင်ရှိသည့်ဗေဒပင်တွေကိုငေးမောရသည်ကိုကျွန်တော်နှစ်ချိုက်မိလေဒီဖြူဖြူတိုက်နေသည့်အချိန်ဗေဒပန်းပြားပြားများကိုကြည့်ရသည်မှာစိတ်ချမ်းသာသောကြောင့်ညနေခင်းတိုင်းမူမြစ်နှပေးသို့သွားကလမ်းလျှောက်ဖြစ်ပါသည်အမိုက်တွေကမ်းသာဘက်လာအုပ်စုပုံထားကြသည်ကိုတော့ကျွန်တော်သဘောမကျပါအလောအားသည့်ညနေခင်းတိုင်းမူမြစ်ဘေးထွက်ကလမ်းလျှောက်ရင်းမူမြစ်တွင်ရေလာချိုးသည့်ဦးလေးတယောက်နှင့်ခင်မင်ခဲ့မူမြစ်ရဲ့ဦးခရရာမှာရွာရှိလို့ရေဦးလို့မှဲ့ခေါ်ခဲ့တာဆရာလေးရာ ပကံခေကနေကိုမောင်ခေကုံဆုံးချိန်ဒီရေဦးကရွာဤတွာနေတယ်ပဲရှိသေးတာအင်္ဂလိပ်လက်ထက်1886မေလ3ရက်မှရေဦးမျိုးလို့စဖြစ်တာဦးလေးကဘုသူဒ္ဓတော်ဆုံးလင်လာသည်မူရေဦးမျိုးနေပတ်သက်ပြီးတည်တင်းသည့်အကြောင်းအရာများစွာသိရသည်အငိမ့်သားဝန်ထမ်းတို့ဟုသိရပြီးတော့ဖော်ရည်လုံးသည်မဟုတ်လို့ဈေးကြောင်းသားကျွန်တော်တို့ဖွဲ့နေအချိန်ခဏတာတွင်တော်လေးရင်းနှီးခဲ့ပါသည်မောင်ရင်တို့အချိန်ရရင်နမ်မတော်မေနုဇာတိဖလံကုံရွာကိုသွားစီခြင်းနဲ့ဖလံကုံမြင်းပေါက်မှာကုံပေါင်းခင်နှောင်းလက်ရာဆောက်အောင်တွေ့ ဇေဒီပထိုးတွေနဲ့မဲနုအုပ်ကြောင်းမှာရှိနေသေးတယ်။နောက်ချမ်းသာကြီးကျောင်းနိုင်အတွင်းကရေလေဖျားစီလဲသွားဖူးကြအောင်။ဦးလိန်နာမဲမှာဦးစုံညုံသိရပြီးတော့ပြန်ဆက်ဦးစီးရာရှိရာတို့နဲ့အငိမ့်သားယူထားသည်ဟုသိရသည်။အရက်တော့ပုံရသည်။ညနေခင်းတိုင်းကျွန်တော်တို့နေသည့်မူးမြစ်ဘေးသို့လာကားငါးများလေးရှိကရေချိုးလေးရှိသူမလို့ကျွန်တော်တို့နဲ့ခင်မင်နေကြပြီဖြစ်။ကျွန်တော်ဖွဲ့မုံတိုင်းမင်း IC ကျေးလက်ကျမ်းမာရေးဌာနသို့သွားအောင်ကကျမ်းမာရေးစစ်တမ်းတစ်ခုကောက်ရမည်မို့လို့ပြောနေကြ။စာရင်း၌တင်ခဲ့ရသည့် IC ကျေးလက်ကျမ်းမာရေးဌာနအကြောင်း ထိုရဏအကြီးကဲ H ရှေဂျမ်းမာရီမှုနဲ့အတူတာဘွားဆီယမ MW ပြည်သူဂျမ်းမာရီကြီးကြပ်များအကြောင်းလေ့လာမိမလို့ထိုနေ့ကတပွဲလုံးတက်ကြွနေခဲ့ကြဈေးဝင်ကြီးကကျွန်တော်ဖွဲ့ခီးသွန်းအတွက်၃ဘိန်းစီစဉ်ပေးပါသည်ရေမြောင်းဘေးကလမ်းကြမ်းကြမ်းကိုဖျက်ကျော်ပြီးတော့မုံတိုင်းမင်းအာရီစီတို့ရောက်ခဲ့ကြ H ရှေဂျမ်းမာရီမှုကဌာနရှိဝန်ထမ်းများနဲ့မိတ်ဆက်ပေးကဒေသအစားအစာများဖြင့်ဧည့်ခံကြွေးမွေးပါသည်စစ်တမ်းကောင်းသည့်ခါတာဘွားဆီယမများကလိုက်လံပြီးတော့ကူညီပေးကြပါသည်ကျွန်တော်ဘွားအတွက်မေးမြန်းနိုင်သောအတွေ့အကြုံတွေရရှိခဲ့ကြသည် ညနေရင်ကျွန်တော်ဖွဲ့ကမ်းမြူဖျားကြီးတွင်းရှိနဂေုံဖျားသူသွားကိုဖူးမြော်ကြအဆောင်ပြောင်းတဲ့အခါမှာစောစောအနားယူကြသည်နောက်နေ့မနက်၌တင်းတယ်ရန် RC ဂျေးလက်ကျမ်းမာရေးဌာနနှင့်ခြုံရွာ SC ဂျေးလက်ကျမ်းမာရေးဌာနကွဲသို့ရထားနေသွားမည်မို့လို့ဂျိုတင်ကတွေးပြော်ပြီးအိယာဝင်ခဲ့ကြတော့သည်အိမ်မထဲမှာဦးဆုံးညုံတွေ့ရသည်ဦးလူကဲပါအောင်ပြောနေတယ်ကိုလည်းကြားသည်ဘူတာတို့မဆင်းငယ်မနက်စောမူးမြင်နေပေးကြည့်ရဦးဆုံးညုံစီဖုန်းဆက်ချင်တော့လဲဖုန်းနံပါတ်ကျွန်တော်ထမ်းလိုက်ရှိမနေပြီ ဘာမှဖြစ်တော့ပါဘူးတွေးပြီးတော့မေတ္တာသုံးရုပ်ကပြန်လာခဲ့လိုက်ရေဘူးသားတို့လမ်းလျှောက်သွားကြသည်ဘူဒါရင်လက်မှတ်ဖြတ်ကယထာလာသည်နှင့်တက်ကြသည်တင်းနေရန်ရွာ၌ဆင်းရမည်ဖြစ်သည်ယရဘ၌ကျွန်တော်ဖွဲ့ပြောရှင်သားနှင့်လိုက်ပါလာခဲ့ကြအားလုံးလည်းထိုင်ကုန်ရကြသည်ကျွန်တော်ဖွဲ့တချင်းဆိုလိုက်ဒုံနေတူစားလိုက်နောက်လိုက်ပါလာသည်မုံနေစားလိုက်နေပြောစရာကောင်းလာပါသည်တင်းနေရန်ဘုံကြီးเจ้าနှင့်ကျမိုင်ဟောပြောပွဲလုပ်ရန်ဇေဝုန်ကြီးကမှာကြားလိုက်ကျမိုင်မှုကိုโจတင်ကလူစုခိုင်းသားသည်ဆိုသည် တစုံတယောက်ကကျွန်တော်ကိုစူးစိုက်ကကြည့်နေသည့်ခံစားချက်ကိုရကျွန်တော်လိုက်ရှာမိသည့်အခါယထာဒရဲနှင့်ဒရဲဆက်သည့်နေရာကတကားပေါက်နား၌ရက်နေသည့်ဖြူစိမ်းဝစ်စုံနှင့်ဆယ်နှစ်ရွယ်ចောင်းသားလေးကိုတွေ့ရသည်ဘာလို့တကားပေါက်နားရက်နေရလဲပြုတ်ကြလိမ့်မယ်ကျွန်တော်စိတ်ထဲကပြောနေမိသည့်ကိုထိုကလေးကသိနေသည်လားကျွန်တော်ကိုပြုံးပြကခေါင်းခါပြထိုနောက်ကျွန်တော်ထင်မှန်မထားသည့်အပြုတ်မှုကိုထိုကလေးကလှုပ်လိုက်သည်ဟာဟေးဟုတ်ကဲ့ပါဒီနေ့မှာဖတ်ပြတင်ဆက်ပေးခဲ့တာကိုအစားဆုံးနားဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ ောက်ထပ်နောက်ထပ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့စာပေတွေ၊ပညာပေးသုတရတဆောင်းပါးတွေ၊ဒူတာဆန်းကျဲဝိထုတွေကိုတင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်အားပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။